ရိတ်သမားအလုံးမဲ့မင်္ဂလာပါရှင်ဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးကတော့ယောက်ျားတွေလုံးဝမရှိတဲ့ထူးဆန်းတဲ့တိုင်းပြည်ကြီးတစ်ခုရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်တောအုံနှကြီးတနေရာမှာဖြစ်ပါတယ်အရက်လေးမျက်နှာစလုံးကတိတ်ဆိတ်ငြိမ်သက်ပြီးတော့အပင်မြင့်မြင့်ကြီးတွေပဲမြင်နေရပါတယ်ရာသာလို့ခေါ်တဲ့မင်းသားလေးကတယောက်တည်းချက်ကြည့်နေပါတယ်ပြီးတော့ဟိုဘက်ဒီဘက်ကိုကြည့်လိုက်တယ် ဲ့ဒီချိန်သူ့ရဲ့မျက်လုံးကဒူးဆန်းတဲ့ရေကန်ကြီးကို တွေ့သွားပါတယ်။ရေကန်ထဲကရေအယောင်တွေဟာသွေးတွေလိုမျိုးစီးဆင်းနေပါတဲ့။ငါဘယ်ရောက်နေတာလဲ။ငါဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ။အဲ့ဒီချိန်မှာတယောက်ယောက်ကအနောက်ကနေသူ့ရဲ့ပခုံးပေါ်ကို လက်တင်လိုက်ပါတဲ့။မင်းသားလေးကလန့်ပြီးတော့ချက်ချင်းကြည့်လိုက်တယ်။သူ့ရဲ့ရှေ့မှာရက်နေတာကတော့အရန်ကိုကြောက်စရာကောင်းတဲ့အမျိုးသမီးတယောက်ပဲဖြစ်ပါတယ်။ အဲ့ဒီအမျိုးသမီးရဲ့နီနီရဲရဲမျက်လုံးတွေက မင်းသားလေးကို ပြူးပြီးတော့ကြည့်နေပါတဲ့အမျိုးသမီးရဲ့မျက်နာကကြောက်စရာကောင်းပြီးတော့လွတ်ဝတ်စမ်းချင်လာပါတယ်အဲ့ဒီလိုနဲ့မင်းသားလေးရုတ်တရက်လန့်နှိုးသွားတယ်။အိုးဒါကအိမ်မက်တစ်ခုပါပဲဒါပေမဲ့ဒီအိမ်မက်ကဘာလို့လက်တွေ့လိုမျိုးထင်ရတာလဲမသိရင်ငါတကယ်ပဲအဲ့ဒီမှာရှိနေခဲ့တယ်လို့ပါပဲလား မင်းသားလေးကပြန်အိပ်ဖို့ကြိုးစားပြီမယ်။သူဟာလုံးဝအိပ်မပျော်တော့ဘဲဖြစ်နေပါဗျ။နောက်တနေ့မနေ့ကျတော့မင်းသားလေးကနန်းတော်ထဲကဥယျာဉ်မှာလမ်းလျှောက်ထွက်နေတယ်။အဲ့ဒီချိန်ဖခင်ဘရင်ကြီးရောက်လာပြီးတော့ဘာဖြစ်တာလဲမင်းသားလေးမျက်နာကဘာလို့ဒီလောက်ညှိုးနေရတာလဲ။ခမဲတော့မင်းကကျွန်တော်မျိုးထူးဆန်းတဲ့အိမ်မက်တစ်ခုမတ်လိုက်ပါတယ်။ကျွန်တော်ကိုကျွန်တော်အရန်ထူးဆန်းတဲ့တောနဲ့ထဲရောက်နေတာကိုမတ်ခဲ့တယ်။ ဲ့ဒီမှာရေကန်တကန်လေးတွေ့ခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ရေဟာသွေးလိုမျိုးနှီးရဲနေတဲ့အယောင်ကြီးဖြစ်နေပါဗျ။မင်းသားလေးအိမ်မက်ကို အတီးမယူပါနဲ့။အိမ်မက်ဆိုတာစိတ်ကူးရင်တသက်သားဖြစ်ပါတယ်။ဒါပေမဲ့ဒီအိမ်မက်ကဒုစက်နဲ့တခုခုကို ပြောပြနေတယ်လို့ပဲ။တခါတလေမှာအိမ်မက်တွေကတကယ်လို့ထင်ရပေမဲ့စိတ်ကူးရင်တွေပါပဲ။မင်းဟာအလုပ်တွေကိုအတော်ကြာကြာမနားရသေးပဲဆက်လုပ်နေလို့ဖြစ်နေတာပါ။ ခဏလောက်နားယူရင်လည်းအမဲလိုက်ထွက်ကြည့်ပါလားစီဟာချင်းတိတ်ကောင်းတာပဲမင်းသားလေးဟာသူ့ရဲ့မြေကိုစီးပြီးတော့တောဘက်ကိုထွက်သွားတယ်ခဏကြာတော့မင်းသားလေးဟာအပင်ကြီးတစ်မြောင်မှာတိုင်ပြီးတော့သူ့ရဲ့အိမ်မက်အကြောင်းကိုစဉ်းစားပါတယ်အဲ့ဒီချိန်သူ့ရဲ့မျက်လုံးရှိမှာမတည့်ရက်နေတဲ့ကောင်းမလေးတယောက်ကိုတွေ့သွားပါတယ်ဒီလောက်လာတဲ့မင်းကလေးကိုတခါမှမမြင်ဘူးပါလား ။ "तू ကငါတို့တိုင်းမိကားတော့မဟုတ်လောက်ဘူးတင်နေ။ तू ကဘသူလေးလဲ။မင်းသားလေးရာဇာကသူမစီသွားဖို့ဆုံးဖြတ်လိုက်တယ်။ तू ဟာမင်းကလေးနာရောက်တော့မြင်းမော်ကဆင်းပြီးတော့ဖော်ဖော်ယွယွနဲ့နှုတ်ဆက်စကားပြောပါတယ်။ကျွန်တော်ကရာဇာမင်းသားဖြစ်ပါတယ်။ကျွန်တော်ဘေးကဒီတိုင်းမိရဲ့ဘရင်ဆန်နာဖြစ်ပါတယ်။မင်းကခီးသွားလားတယောက်တည်းလာတာလားအခြားမိသားစုဝင်တွေရောပါသေးလားကျမနာမည်ကဟေမန်ပါ ကျမကတခြားတိုင်းပြည်မှာနေပါတယ်။ဘယ်တိုင်းပြည်လဲ။ဒါတော့ပြောပြလို့မရပါဘူး။ကျမတို့တိုင်းပြည်ကမိန်းကလေးတွေက သူတို့ယောက်ျားတွေကိုရဲ့တိုင်းပြည်ရဲ့နာမည်ကို ပြောပြလေးရှိပါတယ်။ဒါဆိုမင်းက တိုင်းပြည်တစ်ခုရဲ့မင်းသမီးလား။ဒါဆိုမင်းကတိုင်းပြည်တစ်ခုရဲ့မင်းသမီးလေးပေါ့။ဟုတ်ပါရဲ့။ဒါပေမဲ့အနည်းဆုံးတစ်ခုတော့ပြောပြပေးပါဦး။မင်းရဲ့တိုင်းပြည်ကဘယ်နားမှာလဲ။ တောနဲ့ထဲတနေရာမှာရှိပါတယ်။အဲဒီလိမ့်စာနဲ့နာမည်သိချင်ရင်ကျမကို လက်ထက်ယူရပါလိမ့်မယ်။မင်းသားလေးကအံ့ဩသွားပြီးတော့ဟီမန်ဘက်ကိုကြောင်တောင်လေးနဲ့ကြည့်နေပါတယ်။မင်းရဲ့စကားကဘာအဓိပ္ပာယ်လဲ။ဒီစကားရဲ့အဓိပ္ပာယ်ကကျမတို့တိုင်းပြည်ကမိန်းကလေးတွေကသူတို့ယောက်ျားကိုသူတို့တိုင်းပြည်နာမည်နဲ့လိမ့်စာကို ပြောပြကြရတယ်။အဲဒီလိုပြောပြီးတော့ဟီမန်ကလှည့်ထွက်သွားပါတဲ့။ နားထောင်ပါဦးမနှက်ပြန်လဲမင်းဒီကိုလာမှာပဲလားကျမကအမြဲတမ်းဒီနေရာကိုဒီအချိန်မှာလာလိမ့်ရှိပါတယ်ဒီလိုပြောပြီးတော့ဟေမန်ကထွက်သွားတယ်မင်းသားလေးရာဇာကနန်းတော်ကိုပြန်လာပါတယ်သူမျက်နှာမှာပြုံးရွှင်မှုတချို့ရှိနေခဲ့တယ်မင်းသားလေးဟာနန်းတော်တွေကိုဝင်လာတယ်သူမျက်နှာမှာဝမ်းသာပီတိအရာတွေကအထင်းသားမြင်နေရပါတည်း။ဒါတော့ဘာဖြစ်လာတာလဲ ဒါသွားတော့ကတော့မျက်နှာကညှို့နေခဲ့တယ်။အခုသားရဲ့မျက်နှာကပီတိတွေကိုမြင်နေရတယ်။ဟိုဘာမှမဟုတ်ပါဘူးခမဲတော်ဒါတော့မြင်ကွင်းလှလှလေးတွေကြည့်ပြီးတော့စိတ်ပေါ်ပါသွားလို့ပါ။မင်းသားလေးဟာသူ့ရဲ့ခန်းထဲပြန်သွားတယ်။သူကဟိမန့်အကြောင်းပဲတစ်ချိန်လုံးတွေးနေပါတည်းဟိမန့်ကပြောခဲ့တယ်သူကနေတိုင်းတောထဲမှာလမ်းလျှောက်ထွက်တယ်တဲ့သူကဒီတိုင်းပြောတာလားတွေးစီခြင်းလို့ပြောတာလား ငါမနဲ့ပြန်တော်လေးကိုပြန်သွားကြည့်ရမယ်။ဒီလိုပြောပြီးတော့မင်းသားလေးကအိပ်ပြောသွားပါတယ်။နောက်တနေ့မနက်သူ တော်လေးကိုပြန်သွားပါတယ်။အဲဒီမှာတော့ဟေမန်ကရောက်နေပြီးတော့ထိုင်းနေပါတယ်။မင်းသားလေးလာမယ်ဆိုတာတေချာပေါက်သိနေခဲ့ပါတယ်။ကျမမင်းသားလေးကိုကြည့်လိုက်တဲ့အခါကျမဘောမေတ္တာတက်ဝင်နေတာ အထင်းသာမြင်နေရပါတယ်။ဟေမန်တကယ်ပြောနေရလား။ဒါပေမဲ့မင်းတိလား ငါမင်းကိုပထမဆုံးချိန်မြင်တော့ငါရဲ့နှလုံးသားကမင်းအတွက်ခုံးလာတယ်။မင်းကိုမြင်မြင်ချင်းချစ်မိသွားတယ်။ဒီလောက်လည်းမမြင်ချင်ပါနဲ့မင်းသားလေးရဲ့အခုမှတွေ့ရတခါပဲရှိပါသေးတယ်။ဟုတ်ပါရဲ့ဘာလို့မှမသိပဲမင်းမရှိပဲငါတခဏလေးတောင်မနေနိုင်တော့ဘူးလို့ထင်လာတယ်။အမှန်တိုင်းပြောရရင်ကျမအချင်းလေးလည်းဒီလိုပါပဲမင်းသားလေးသာဖြစ်ချင်ရင် ကျမတို့နှစ်ယောက်စလုံး အခုချက်ချင်းလက်ထက်ယူနိုင်ပါတယ်။မင်းမင်းဘာပြောတာလဲ။ငါမင်းသားတယောက်ဖြစ်တယ်။အကယ်၍ငါအခုမင်္ဂလာဆောင်သွားရင်ငါရဲ့အဖေကလန့်သွားနိုင်တယ်။အရှင်ကမင်းသားလေးတစ်ပါးဖြစ်ပြီးတော့ကိုပိုင်ဆုံးဖြတ်ချက်ယူဖို့လွတ်လပ်ခွင့်မရှိဘူးလား။ရှင်ရဲ့ဘဝဆုံးဖြတ်ချက်တွေအကုန်လုံးရှင်အဖေကပဲစီစဉ်တာလား။မဟုတ်ပါဘူး။ငါကငါဘဝရဲ့ဆုံးဖြတ်ချက်တွေကိုငါကိုယ်တိုင်ယူနိုင်ပါတယ်။နောက်ပြီးငါမင်းနဲ့အတူမင်္ဂလာဆောင်မယ်။ ဒါဆိုလဲကောင်းပြီလေအနားမှာဘုရားကျောင်းတစ်ခုရှိတယ်အဲ့ဒီမှာပုံနာတပားနေတယ်အဲ့ဒီမှာမင်္ဂလာသွားဆောင်ကြတာပေါ့ဖီမန်ကရာဇာကိုတောနဲ့ထဲကဘုရားကျောင်းတစ်ခုစီကိုခေါ်သွားပါတယ်ဘုရားကျောင်းကအယံကိုလှည့်ဝဲစမ်းကြည့်ပြီးတော့ရှင်းအောင်ပုံစံဖြစ်ပါတယ်အဲ့ဒီမှာပုံနာတပားကအရင်ကတည်းကရှိနေပါတယ်ရာဇာကဘုရားကျောင်းကိုကြည့်ပြီးတော့ပြုံးမပြတတ်တဲ့ကြောင်ရင်မှုတွေနဲ့ပြည့်နေပါတဲ့ ခဏနေတော့ပုံနာကြီးကရာဇာနဲ့ဟိမန်ရဲ့မင်္ဂလာပွဲကိုအောင်အောင်မြင်မြင်နဲ့ပြုလုပ်ပေးလိုက်တယ်။မင်္ဂလာဆောင်ပြီးတော့မင်းသားလေးဟာဟိမန်ကိုခေါ်ပြီးတော့နန်းတော်ကိုပြန်သွားတယ်။နန်းတော်မှာဘုရင်ကြီးဆန္ဒကသူ့ပလင်ပေါ်မှာထိုင်နေခဲ့တယ်။မင်းသားလေးရာဇာကဟိမန်နဲ့အတူ မတက်ရက်နေခဲ့ပါတယ်။အားလုံးရဲ့မျက်လုံးထဲမှာတော့အံ့ဩမှုတွေပြည့်နှံ့နေတော့တာပေါ့။ဒါတော့သူကဘာတူလဲ။ဘာလို့မင်းနဲ့အတူရှိနေရတာလဲ။ ခမဲတော်ဒါကတားတော်ရဲ့မိန်းမပါခမဲတော်ရဲ့ချွေးမလေးဖြစ်ပါတယ်မင်းဘသူကိုလက်ထပ်ပြီးတော့ခေါ်ယူလာတာလဲသူကစကိုင်းမီရဲ့မင်းသမီးလေးဟိမန်ပါ သူ့ဖေကကျွန်တော်နဲ့သဘောမတူပါဘူးသူ့ကိုအခြားတယောက်နဲ့ပေးစားဖို့လုပ်နေရပါကျွန်တော်ကဟိမန်ကိုချစ်တော့သူ့ကိုလက်ထပ်ပြီးတော့ယူလိုက်တာပါဒါဆိုမင်းကအလုပ်ကြီးတစ်ခုလုပ်လိုက်တာပဲအချိန်တိုင်းစကိုင်းပြည်မင်းနဲ့ဒီကိစ္စကိုပြောကြည့်မယ် မင်းသားလေးယာဇာကဟေမန်ကိုသူ့ရဲ့ခန်းထဲခေါ်သွားပါတယ်။ယာဇာနဲ့ဟေမန်ရဲ့ချစ်ကပို့ပြီးတော့နှက်ဆိုင်လာတဲ့။တနေ့အတွင်းမှာပဲဟေမန်ကသမီးချောချောလေးတရားမွေးပါတယ်။နန်းတော်တစ်ခုလုံးလည်းပျော်ရွှင်နေကြပါတယ်။ညအချိန်ခါမှာမင်းသားကသူ့သမီးအေဂရီလေးနဲ့ဆော့ကစားရင်ယာဇာနဲ့ဟေမန်ကတယောက်ကိုတယောက်ကြည့်နေကြပါတယ်။မင်းနဲ့ငါနဲ့ပရမဆုံးချိန်တွေ့တော့ကမင်းကမင်းရဲ့တိုင်းမီနံမီကို ယောက်ျားကိုပဲပြောပြလို့ရတယ်လို့ပြောခဲ့တယ်နော်။ရှင်ခုမှဒါကိုသတိရတာလား။မင်းနဲ့မင်္ဂလာဆောင်ပြီးနောက်ပိုင်းမင်းတိုင်းမိနာမည်မေးဖို့ကိုသတိမရတော့တာ။မင်းဘယ်တိုင်းပြီကလဲ။ဒါတော်တော်ထူးဆန်းနေ။ငါမင်းကိုမင်္ဂလာဆောင်ပြီးနောက်နေတယ်ကမေးခဲ့ရမှာ။ကျမနဲ့မင်္ဂလာဆောင်ပြီးရှင်ကရှင်ဖေကိုကျမကစကိုင်းပြီကမင်းသမီးလေးလို့လိန်ပြောခဲ့တယ်လီ။ရှင်ကလည်းအဲ့ဒါကို အမှန်ထင်သွားလို့နေမှာပါ။ဟုတ်ပြီ။ ငါခုမင်းရဲ့တိုင်းပြည်ကိုလိုက်ကြည့်ချင်တယ်။ငါမင်းရဲ့မိဘတွေနဲ့လည်းတွေ့ချင်တယ်။ရပါတယ်။ဒါပေမဲ့တခုတော့ရှိရဲ့နော်။ကျမရှင့်ကို ကျမရဲ့တိုင်းပြည်ခေါ်သားမယ်။ဒါပေမဲ့ရှင့်နဲ့သမီးလေးကိုပဲခေါ်သားမယ်။ဘသူကမှဘယ်သွားမလဲဆိုပြီးတော့ပြောမပြရဘူး။ဘာလို့ဒီလိုကြီးလဲ။ရှင်ကျမတိုင်းမီရောက်တဲ့အခါအကုန်လုံးကိုနားလေသားလိမ့်မယ်။နောက်နေသူ့ရဲ့အဖေကိုအမဲလိုက်သွားအောင်မယ်ဆိုပြီးတော့ အီမန်နဲ့သူ့သမီးနဲ့အတူလမ်းတော်ကထွက်သွားပါတယ်။ဒေါနတ်တဲကိုတဖြည်းဖြည်းရောက်သွားတယ်။မင်းသားလေးရာစာရဲ့လေးဘက်လုံးကမှောင်မဲနေပါတယ်။အဲဒီချိန်မှာတောင်ထိပ်ပေါ်ကနေလှမ်းကြည့်လိုက်တော့တိုင်းပြည်လေးတစ်ခုကိုတွေ့ရတယ်။အဟောဆရာပဲဒေါနတ်ကြီးရဲ့အလေတဲတဲမှာအရင်လာတဲ့တိုင်းပြည်လေးပါလား။အဲ့ဒါကျမတို့ရဲ့တိုင်းပြည်လေးအထဲဝင်ကြည့်ရင်တော့ပို့ပြီးတော့တောင်မှလှပါတယ်။သူဟာဟိုဒီဒီလှမ်းကြည့်လိုက်တော့ ချုံမှုကြားထဲကရေကန်တစ်ခုကိုမြင်မိပါတယ်။သူကရေကန်ကိုတေချာကြည့်ပြီးတော့ဒီရေကန်ကိုတနေရာရမှာမြင်ဘူးတယ်။ဒီရေကန်ကိုအိမ်မက်ထဲမှာမြင်ဘူးတယ်။အဲ့ဒီမကလည်းအရန်ကိုကြောက်ဖို့ကောင်းနေ။အိမ်မက်ကအိမ်မက်ပါပဲမင်းသားရဲ့တခါတလေအိမ်မက်ထဲမှာတကယ်ရှိတဲ့အရာကို မြင်မှတ်တတ်တယ်။လာပါအထဲဝင်ကြစို့။သူတို့ဟာအထဲကိုဝင်ကြပါရဲ့။ တိုင်းမီတဲကိုဝင်လိုက်တာနဲ့ဈေးကြီးကိုတွေ့ရပါတယ်။ဒီဘက်စလုံးမှာအယောင်စုံဝတ်စုံမျိုးသမီးတွေနဲ့စီကားလာပါတယ်။တချို့ကဆိုင်းပွင့်ထားတယ်။အချို့ကဝင်နေကြတယ်။အချို့ကတန်ရှင်းလုံနေကြတယ်။ဒါပေမဲ့အဲ့ဒီထဲမှာအမျိုးသားတယောက်မှမတွေ့ရပါဘူး။ဒါကဘလို့တိုင်းမီလဲ။ဒီမှာအမျိုးသားတယောက်မှလည်းမတွေ့ရပါလား။ကျမရဲ့တိုင်းမီမှာအမျိုးသားမရှိဘူး။ အခုချိန်တိုင်းပြည်ထဲမှာအမျိုးသားကတယောက်ပဲရှိတယ်။အဲ့ဒီတယောက်ကတော့ရှင့်မှာပဲ။မင်းသားလေးရာဇာလဲချွေးရီပြန်လာပါတယ်။သူတခုခုပြောမလို့ကို သူ့ရဲ့မျက်လုံးကနန်းတော်ကြီးတခုကိုကြည့်မိပါတယ်။နန်းတော်ရဲ့အဝင်ဝါးမှာကြောင်မြေရတနာတွေစီချထားတယ်။နိုင်ငံပေါ်မှာထူးဆန်းပြောင်ရောက်တဲ့အမှုပညာလက်ရာတွေလည်းရှိနေပါတယ်။ဟိုနန်းတော်ကိုတွေ့လား။ကျမရဲ့နန်းတော်ပဲ။သွားကြရအောင်။ မင်းသားလေးရာဇာကနန်းတော်ထဲဝင်လာပါတယ်။အဲ့ဒီမှာခမ်းမကြီးကြီးပြုတ်လောက်ထားတယ်။ခမ်းမထဲမှာကြီးမားလှပတဲ့ပလင်တစ်ခုချထားတယ်။အဲ့ဒီပေါ်မှာတော့ရဟန်းကိုလှပတဲ့အမျိုးသမီးတစ်ယောက်ကထိုင်နေပါတယ်။မင်းဒီလောက်ကိုလွတ်နိုင်မယ်လို့ငါယုံကြည်ခဲ့တယ်။ခမရကဘာတူလဲ။ခမရပြောချင်တဲ့ဒိဗက်ကဘာ၄လဲ။ငါကဟိမန်ရဲ့အမေပါ။ဒါကဘလို့လို့ဖြစ်နိုင်ပါလဲ။ အမားကိုကြည့်ရတာဟိမန်နဲ့ရွယ်လူနီးပါပဲသူ့ရဲ့အမေဘလို့လို့ဖြစ်နိုင်မှာလဲငါနာမည်ကကလျာငါတို့တိုင်းပြည်မှာအိုမင်းရှင်းရတာလုံးဝမရှိဘူးတွားလေသမီးယောက်ျားကို သမီးရဲ့ခန်းထဲကိုခေါ်သွားလိုက်ဟိမန်ကယာစာကိုနန်းတော်ထဲကအရန်ကြီးရဲ့အခန်းထဲကို ခေါ်သွားပါတယ်ယာစာကတော့အတွေ့ထဲမှာပဲနင်းမျောနေပါတယ်ဘာဖြစ်တာလဲဘာတွေတွေးနေရလဲ မပြောတတ်ပါဘူးဒီမှာတစ်ခုခုထူးဆန်းနေတယ်လို့ခံစားရတယ်တိုင်းပြည်ပတ်ဝန်းကျင်ကလည်းထူးဆန်းနေတယ်လိုက်ခဲ့ပါရှင့်ကိုကျမရဲ့တိုင်းပြည်ရဲ့ကို လိုက်ပြပေးမယ်ခေမန်က သူ့သမီးကို အခန်းထဲမှာထားခဲ့လိုက်ပြီးတော့ရာဇာကို တိုင်းပြည်ရဲ့လိုက်ပြတယ်ရာဇာလိုက်ကြည့်လိုက်တော့နေရာတိုင်းမှာမိန်းကလေးတွေပဲတွေ့ရတယ်။အလုပ်တိုင်းမှာအလုပ်လုပ်နေတဲ့သူတွေကလည်းမိန်းကလေးတွေပဲဖြစ်ပါတယ်။ဒါဘလို့တိုင်းပြည်လဲ ဒီမှာယောက်ျားလေးတယောက်မှမရှိပါလား။ကျမရှင်ကိုပြောထားတယ်လေ။ကျမတို့တိုင်းပြည်မှာယောက်ျားလေးမရှိဘူးလို့။ဟေမန်ကမင်းသားလေးရာဇာနဲ့အတူ သွားလာရင်းနဲ့ခြေကန်းသားကိုယောက်သွားတယ်။သူ့ရဲ့ကောင်းထဲမှာအိမ်မက်တဲကပုံရိပ်တွေပဲပေါ်လာပါတယ်။ရာဇာရဲ့ပခုံးပုံမှာရုတ်တရက်တယောက်ယောက်ကလက်တင်လိုက်တာကိုခံစားရတယ်။သူဟာတဖြည်းဖြည်းချင်းနောက်လှည့်ကြည့်လိုက်တော့သူ့ရဲ့ရှေ့မှာရက်နေတဲ့ ဒီမရဲ့မျက်နှာကကြောက်စရာကောင်းတဲ့ရုပ်ပုံစံပြောင်းသွားတယ်။ဒီမျက်နှာကယာစာရဲ့အိမ်မက်ထဲမှာမြင်ခဲ့တဲ့ပုံစံနဲ့တထည်ရသေးပါပဲ။ဒါကအိမ်မက်မဟုတ်ခဲ့ဘူးယာစာ။ဖြစ်ရမှန်းတခုပဲ။နောက်ပြီးအခုမင်းကဒီဖြစ်ရရဲ့အစိတ်အပိုင်းတခုလည်းဖြစ်တယ်။ဒါဘာပြောတာလဲဟိမန်။ဒီနေရာတွေဒါတွေအကုန်လုံးကဘာတွေလဲ။ဒါကဘယ်ယောက်ျားမှအသက်ရှင်ရမထွက်တဲ့တိုင်းပြည်တခုဖြစ်တယ်။ ရှင်ဒီကနေဘယ်တော့မှမလွတ်နိုင်တော့ဘူး။ဘာကြောင့်လဲဆိုရင်တော့ရှင်ကဒီနေရာရဲ့လျှို့ဝှက်ချက်ကိုသိနေလို့ပါပဲ။အဲဒီချိန်မှာဖခင်ကြောင့်ကရာဇာနဲ့ဟေမန်ကိုမင်္ဂလာဆောင်ပေးခဲ့တဲ့ပုံနာကြီးကရုတ်တရက်ပေါ်လာတယ်။ပုံနာကြီးဒီကိုဘလို့ရောက်လာတာလဲ။ပြောနေရင်လည်းပုံနာကြီးရဲ့ပုံစံကပြောင်းသွားတယ်။စက္ကန့်ပိုင်းလေးမှာပဲသူ့ရဲ့ပုံစံကမိန်းကလေးတယောက်ပုံစံပြောင်းသွားပါတယ် သူကငါတို့ကို မင်္ဂလာဆောင်ပေးခဲ့တဲ့ပုံနာပဲ။ဒါပေမဲ့သူကတကယ်ပုံနာမဟုတ်ဘူးပဲ။ရာဇာက သူ့ဘောတစ္ဆာပေါက်ခံလိုက်ရတာကိုသိလိုက်ပြီ။နောက်စက္ကန့်မှာပဲသူ့မျက်နှာအရှိမမှောင်မွေးလာတယ်။နန်းတော်ထဲမှာလည်းဘယင်ကြီးဆန္ဒကသူ့ရင်နေခဲ့ပါတယ်။အရှင်မင်းကြီးဘာဖြစ်တာလဲ။မင်းသားနဲ့သူ့ရဲ့မိန်းမသတင်းတစ်ခုခုရသေးလားငါသားသူ့မိန်းမနဲ့သူတို့ကလေးပြောင်းနေတာတလားရှိပြီ တော်ထဲမှာနေရမကျန်လိုက်ရှာကြစမ်းဘယင်ကြီးဒီလိုချိန်လူတယောက်တည်းကပဲအကူအညီပေးနိုင်တော့မယ်သူကတော့မင်းသားလေးရဲ့တငင်ချင်းအာကာပဲဖြစ်ပါတယ်အာကာလားဟုတ်ပါတယ်ဘယင်ကြီး သူကရိုးရိုးလေသမားပါဒါပေမဲ့ဒီထက်အရင်လေသူ့ရဲ့ရည်ရည်မှုကဘယင်ကြီးရဲ့တိုင်းပြည်အတွက်အထောက်အကူဖြစ်ခဲ့ပါတယ်ဟုတ်တယ်မင်းပြောတာမှန်တယ်အာကာနဲ့ချက်ချင်းတွေ့ရမယ် နကြတော့ဘရင်ကြီးဆန္ဒနဲ့အမတ်ကအာဂါရဲ့အိမ်ရှိကိုရက်နေကြပါတယ်။အဲ့အိမ်ထဲမှာတော့ရန်ကိုခန့်ကြတဲ့လူငယ်လေးတယောက်ရှိပါတယ်။သူကတော့အာဂါပါ။ဘရင်ရှင်မင်းကြီးဘာကြောင့်များပြင်းမှန်းခံပြီးတော့လာရတာလဲ။လိုအပ်တာရှိရင်ကျွန်တော်မျိုးကိုနန်းတော်ကိုခေါ်လိုက်တာမဟုတ်ဘူး။အာဂါမင်းရဲ့တငယ်ချင်းရာစာ သူ့မိမနဲ့ကလေးတွေပျောက်နေတယ်။ဒလာလောက်ရှိပြီ။ဘလို့ပြောလိုက်ကြလဲမင်းကြီး။ရာစာကအိမ်အောင်ပြုတ်လိုက်ပြီလား။ ဟုတ်တယ်သူမင်္ဂလာဆောင်တာမတိလိုက်ဘူးလားမတိလိုက်ပါဘူးကျွန်တော်မျိုးလုံးဝမတိလိုက်တာပါဟုတ်တယ်ရာဇာကစကိုင်းတိုင်းပြည်ရဲ့မင်းသမီးလေးဟေမန်နဲ့ငါကိုမမေးဘဲနဲ့မင်္ဂလာဆောင်ထားတယ်ငါကိုယ်တိုင်တောင်ဟေမန်ကိုသူမိမဖြစ်မြင်ပြီးတော့အံ့ဩနေခဲ့တာဒါကဘလို့လို့ဖြစ်နိုင်မှာလဲဘယင်ကြီး စကိုင်းဘယင်ကြီးစီမှာတမိတယောက်မှမရှိပါဘူးသူ့မှာသားတော်တယောက်ပဲရှိပါတယ်မကြသေးခင်ကတော့အဲ့ဒီကိုရောက်ဖြစ်ခဲ့သေးတယ် သူ့မှာသမီးမရှိတော့မင်းသားလေးရာဇာကဘသူနဲ့လက်ထပ်လိုက်တာလဲဒါဆိုအဲ့ဒီမိန်းကလေးကဘသူလဲဒါဟာကြောက်လန့်စရာလွတ်ဝတ်ချက်တစ်ခုလိုပါပဲကျွန်တော်တငယ်ချင်းလှဲစားခံလိုက်ရတာပဲဖြစ်မှာအရှင်မင်းကြီးစိတ်မပူပါနဲ့ကျွန်တော်ရာဇာကိုရှာပြီးတော့ပြန်ခေါ်လာပေးပါမယ်အေးပါငါမင်းကိုလုံးဝယုံကြည်တယ်ဘယင်ကြီးနဲ့အမတ်ကြီးကပြန်သွားတယ်အာဂါကသူ့တဲအိမ်လေးတွေကနေချက်ချင်းထွက်လာပြီးတော့ မြင်းမော်ကိုတက်ပြီးရောထွက်သွားပါတယ်။ခဏနေတော့သူဟာရေကန်ပင်းသားကိုရှောက်လာတယ်။အဲ့ဒီရေကန်မှာရေတောက်တယ်။သူ့ရဲ့နားထဲမှာတစုံတယောက်ရဲ့ခေါ်တံကိုလည်းကြားလိုက်ရတယ်။ဒီလူသူကင်းမဲ့တဲ့ဒေါနတ်ထဲမှာဘာလုပ်နေတာလဲ။ကျွန်တော်ကကျွန်တော်တငယ်ချင်းရာစာကိုလိုက်ရှာနေတာပါ။သူကသူ့မိမနဲ့တူတော်တဲ့ကိုဝင်သွားတယ်။အခုတတိပြန်မလာသေးလို့ပါ။ဒီတော့ထဲမှာကြောက်စရာစွမ်းအားတစ်ခုရှိနေတယ်ဆိုတာမင်းမသိဘူးလား။ အဲ့ဒီအမျိုးသမီးတွေကလူမဟုတ်ပဲစုံမရီဖြစ်တယ်။သူတို့ကအမျိုးသားတွေကိုသူတို့တိုင်းပြည်ခေါ်သွားကြတယ်။ဝင်သွားတဲ့လူတိုင်းကလည်းတခါမှပြန်မထွက်လာကြဘူးလေ။ဒါဖြင့်မင်းသားလေးရာသာဘယ်မှာရှိလဲတီလာ။ဟွန်းအဲ့ဒီတိုင်းပြည်ကပုံမှန်မဟုတ်ဘူး။အဲ့ဒီမှာဘယ်အမျိုးသားမှအသက်ရှင်လျက်မရှိကြဘူး။အဲ့ဒီအမျိုးသမီးတွေကယောက်ျားလေးတွေကိုသူတို့လာနေညှို့ယူပြီးတော့မင်္ဂလာဆောင်ကြတယ်။ ပြီးရင်တော့လာပြီးညမှာရစ်ပူစောကြတဲ့။ဒါပြင်ကျွန်တော်တငယ်ချင်းကိုကယ်ဖို့ကျွန်တော်ဘာမှမစိုးလုပ်ပါမယ်။ကျွန်တော်ကိုကူညီပါအောင်။ငါမင်းကိုတခုတော့ပေးနိုင်နဲ့။ဒါပေမဲ့မင်းတငယ်ချင်းရဲ့ကလေးကိုတော့ပြန်ခေါ်လာလို့မရဘူး။သူကလည်းအဲ့ဒီချိန်စာတင်အတိုင်းမီရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပြီ။ဟုတ်ပါရဲ့။ကျွန်တော်တငယ်ချင်းကိုကယ်ဖို့ဆိုရပါတယ်။ဘုံကြီးကအာကာရဲ့လက်ကိုကင်ပြီးတော့ဂါထာရွတ်တယ်။ နာလေးအတွင်းမှာပဲသူတို့ကဒူးဆန်းတဲ့အတိုင်းပြည်တွေကိုရောက်သွားပါတယ်။အဲဒီမှာနေရာတိုင်းမှာမိမလာတွေပဲမြင်နေရတယ်။အာကာကတယောက်ယောက်ကိုလှမ်းအောင်နေတဲ့ဂူဘက်ကိုကြည့်လိုက်တယ်။ဘုံကြီးကအာကာကိုအချက်ပြလိုက်တဲ့။သူတို့နှစ်ယောက်စလုံးအထဲကို ဝင်သွားတယ်။မင်းသားလေးရာဇာကတော့သတိမနေခဲ့ပါတဲ့။ရာဇာရာဇာမင်းသားလေးရာဇာက တဖြည်းဖြည်းသတိပြောင်းဝင်လာပါတယ်။ သူ့တငယ်ချင်းကိုမြင်ပြီးတော့လဲအံ့ဩသွားပါတယ်။ငါမင်းတီကိုဘလို့ရောက်လာတာလဲ။ငါ့ကိုဒီကနေအမြန်ထုတ်ပေးပါ။အဲ့ဒီအချိန်မှာဟေမန်နဲ့သူ့ရဲ့အမေကကြောက်စရာ ပုံစံနဲ့ပေါ်လာကြတယ်။သူတို့ရဲ့မျက်လုံးထဲမှာတော့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုမြင်နေရပါတယ်။အဲ့ဒီလူကဒီကနေဘဲမှမတွားရဘူး။ဒီနေ့ကထူးဆန်းနေလာပြီညာပဲ။ဒီညာပြီးရင်နောက်2-90ခန့် မင်းတို့ကဒီတိုင်းပြည်တွေကနေအပြစ်မထွက်တော့ဘူးဆိုတာငါသိတယ်။ဘုံကြီးကခါရရွက်လိုက်တဲ့။ဒီမှန်နဲ့သူ့ရဲ့အမေခန္ဓာကိုယ်ဟာရားလာပါတယ်။သူတို့တွေဟာမခံနိုင်တော့တဲ့ဆို အော်ဟစ်နေကြပါတယ်။မရဘူး။ရှင်ဒီလိုလုံးလို့မရဘူး။ဒါပေမဲ့လည်းဘုံကြီးကသူ့ရဲ့ခါရကိုဆက်ရွက်နေပါတယ်။သူကရာစာနဲ့အာကာရဲ့လက်ကိုကင်ပြီးတော့ဂါထာယူရင်းနဲ့ပျောက်သွားတယ်။ပြီးတော့သူတို့ကိုသူတို့ ီကနားမှာရောက်နေတာကို မြင်လိုက်ရတယ်။မင်းသားမင်းသားလေးယာစာကတော့အခုမှပဲတတိကောင်းကောင်းပြန်ဝင်လာခဲ့ပါတယ်။ယာစာမင်းအခုထိညှို့ခံထားရတာပဲ။ဒီတော့ဘက်ကိုဘယ်တော့မှမလာမီဘူးတတိထားအောင်။အဲ့ဒီလိုပြောပြီးတော့ဖုန်းကြီးကလည်းပျောက်သွားတယ်။အကနဲ့ရာဇာကနန်းတော်လေးကိုသွားကြတာပေါ့သူတို့ခမ်းမာတယ်ဝင်လာနေဘယင်ကြီးနဲ့အမတ်ကြီးကအယံကိုပျော်ရွှင်သွားကြတယ်ရာဇာ ငါသားတို့လေးပြန်လာပြီခမဲတော့ကျွန်တော်အမကြီးမှားသွားပါတယ်ဒါပေမဲ့အာကကြောင့်ပြန်လာနိုင်ခဲ့တာအာကမင်းရဲ့ရဲရင်မှုကြောင့်မင်းကထက်ပြီးတော့ငါတို့တိုင်းပြည်ကိုကာကွယ်ပေးလိုက်ပြန်ပြီမင်းသားလေးရာဇာကတော့အဲ့ဒီနေတွေကစပြီးတော့တော့ဘက်ကိုဘယ်တော့မှမသွားတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲရှင် ုံမြင်လေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်တစ်တွေနဲ့ပြန်လာခဲ့ပါဦးမရှင်။